ုဓာကအလေပဟိုတက်တဲမှာသွားဆိုင်နေပါတယ်။အဲ့လိုမြင်လိုက်ရတဲ့ချိန်မှာအာလုံကဘလို့ဖြစ်နိုင်တာလဲဆိုပြီးအံ့ဩနေကြတော့တာပေါ့။အာဟိဟိဒါဘလို့လို့ဖြစ်နိုင်တာလဲဒီကောင်ငါလက်ဝင်လာရှုပ်နေပြန်ပြီ။ဒါကတာမန်ကိစ္စပဲလေ။ကိုထူကအရန် တော်တာပဲ။အခုရှင်ကျမောက်ပိုင်ဆိုင်သွားပြီနော်။ဟုတ်ကဲ့ကျွန်တော်မင်းသမီးလေးကိုအဆုံးရှုံးခံနိုင်ဘူး။အရန်ချက်တာပဲကိုထူရဲ့။ ဘယင်မင်းမြတ်ကလည်းနိုင်တဲ့သူဟာသူ့ရဲ့အစီခံဖြစ်နေတဲ့အတွက်မကြေမနက်ဖြစ်နေပါရဲ့အဖေဒါဆိုအနိုင်ရတဲ့လူဟာကိုထူးလို့ကြီးညာလိုက်တော့လေနေပါအောင်သမီးတော်ရဲ့ဘသူနိုင်တယ်ဆိုတာငါမပြောရသေးဘူးလေခိုးမပါရည်ထားလဲဘယင်ကလည်းပြစ်မှတ်ပေါ်မှာချိတ်ဆွဲထားတဲ့စာတစ်ခုကိုလက်ညှိုးထုတ်ပြလိုက်ပါရဲ့အဖေအလေပဟိုမှာမှန်တဲ့လူဟာသမီးနဲ့လက်ထက်ရမှာမလားဒါဆိုကိုထူးကသမီးလက်ထက်ရမယ့်လူပဲလေသမီးတော် ကြီးပြိုင်ပွဲမှာအနိုင်ဆုံးဆုံးဖြတ်တဲ့လူက၅ပါ။သမီးလက်ထက်ရမဲ့သူကတီမင်းသားလေးပဲ။ရှီးငါနိုင်တဲ့လူတဲ့။ငါမင်းသမီးနဲ့လက်ထက်ရတော့မယ်ကွာ။ဖခမဲတော့ဒါတော့လုံးဝမတရားဘူး။ဖခမဲတော့အရင်ရက်ဆက်တာပဲ။ဒါငါရဲ့ဆုံးဖြတ်ချက်ပဲ။နောက်နေ့ကျရင်ထူးဆန်အောင်သူတို့တိုင်းပြည်စီသမီးကိုပို့ပေးခန်းလိုက်မယ်။ငါမင်းသမီးနဲ့လက်ထက်ရတော့မယ်လို့ခမဲတော်ပြန်သွားပြောမယ်။ငါရီမတ်ချက်အောင်မြင်ပြီကွာ။ ထူးဆန်ဘလောက်ပဲပြိုင်ပွဲမှာနိုင်ပါစေဘယင်ကြီးသဘောကျတဲ့လူကိုပဲရွေးရပါထူးဆန်ကရွှေငွေတွေမရှိရဖြင့်အစီခံမဲ့ဖြစ်နေတဲ့အတွက်သူ့မှာသူ့မျိုးကိုရှင်နာမဲ့ခွန်အားမရှိပါဘူးပြိုင်ပွဲထဲမှာမကြေနပ်တဲ့လူလည်းထပ်ရှိပါသေးတယ်သူကြာရှုံးသွားပေမဲ့လက်မလျှော့သေးပဲမင်းသမီးကိုမရရအောင်ယူဖို့ကြံစီနေပါတယ်မင်းသမီးလေးကျွန်တော်လက်ကလွတ်ပြီးမထင်နဲ့ဘလို့နေနေကျွန်တော်မိမဖြစ်လောင်ထက်လောက်အောင်မှာအဲ့ဒီလိုနဲ့သူကလူဆိုးနှစ်ယောက်စီကိုလာခဲ့ပါတယ် အကိုငါတို့မှာဘာဝတနာမှမပါဘူးလားဟုတ်ပါညီလေးရာဘာမှစိတ်ဝင်စားဘူးတိုင်းဒီနေ့ငါမင်းတို့နဲ့အတွက်အလုပ်ရှိတယ်ဘာအလုပ်လဲဟာဒီနေ့ထူးဆန်အားမင်းသမီးလေးကိုဟိုကောင်းစီလိုက်ဖို့မှာမင်းသမီးလေးကိုရအောင်ငါ့ကိုယူလာပေးရရတယ်လေငါတို့လည်းအားနေတာဆိုတော့ဒါနဲ့ဘလောက်ပေးမှလဲပတ်စံကိစ္စမင်းတို့မပူပါနဲ့မင်းသမီးလေးကငါ့စီခေါ်လာပေး မင်းတို့လိုချင်တဲ့လောက်ရစီရမယ်။အော်ဟိုငါတို့စားဖို့တားဖို့ရတော့မယ်အကိုရဲ့။ဟုတ်တယ်ညီလေးငါတို့မိဘချန်ထားခဲ့တဲ့ပစ္စည်းအောက်စာတွေလည်းကုန်ပြီ။အခုဘာမှမကျန်တော့ဘူး။သူများကိုအခုညီတောင်းတာလွဲလို့ပေါ့။ကျွန်တော်တို့အကိုပြောတဲ့အတိုင်းလုပ်ပေးပါမယ်။ပြောလို့ရပါပြီ။ဒီလိုကြားလိုက်ရတဲ့ချိန်မှာအမတ်ကြီးရဲ့တားကလည်းဒီတခါတော့သူမင်းသမီးကိုအနိုင်ရပြီလို့ယုံကြည်နေပါတယ်။မနက်မိုးလင်းလာတော့မင်းသမီးလေးကတိုင်းပြည်ကိုစွန့်ခွာပြီး မင်းသားတို့တိုင်းပြည်ကိုသွားနေရတော့မှာပါ။ကံကောင်းပါစေနော်သမီးတော်လေး။လိမ့်လိမ့်မမနေရမယ်နော်။ခမဲတော်ကလည်းဒီလိုကြွဲစည်းသွားတာအန်ဒီရဲ့ကင်းမှာမလား။ချိုးဆန်ငါမင်းကိုသေချာမှားထားမယ်နော်။ငါသမီးတော်တခုခုဖြစ်လို့ရတော့မင်းသိပြီသားမှန်။ဟုတ်ကဲ့ပါ။မင်းသမီးလေးကလည်းဝမ်းနဲ့ကြေကွဲစွာနဲ့တိုင်းပြည်ကနေထွက်ခွာလာခဲ့ရပါတယ်။လန်ခီးကြီးမှာအမတ်ကြီးရဲ့သားငှားထားတဲ့ဂျေးစားလူသက်သမားတွေကချိုးဆန်တပ်ဖို့စောင့်နေခဲ့ပါတယ်။ ထူးဆန်ကတော့သူ့ရင်ဘတ်တစ်ခုလုံးနာကျင်ခန်းစားနေရတဲ့အတွက်ဒါရီကိုမရိပ်မိပါဘူးအကိုသူ့ရှင်းလိုက်ရတော့မလားတီချောင်စောင့်အောင်ဟာထူးဆန်ရဲ့စိတ်ထဲမှာမတင်မကြဖြစ်လာခဲ့ပါတယ်ဘာကိစ္စရှိလို့လဲကိုသူကျွန်တော်တို့နောက်မှာလိုက်လာတဲ့လူရှိနေတယ်လို့ပဲဒီတော့ထဲမှာဘယ်သူမှမရှိတော့ပါဘူးငါအစင်းနဲ့ဖြစ်ပြီးကွာဒါဆိုပြစ်မှတ်ကိုချိန်တော့မယ်နော်အေးဒါဆိုပြစ်လိုက်တော့တော့ ဟင်ကျွန်တော်ပြောသားပဲနောက်မှလိုက်လာတဲ့လူရှိပါတယ်ဆိုဒီလိုဆို ပြန်သွားရတော့မှထနေတေချာကြိုင်နာနော်မင်းသမီးကိုဘာမှဖြစ်မခံနိုင်ဘူးဟိုမှာသူလွတ်သွားပြီအကို လိုက်လိုက်လိုက်တေချောင်နောက်ကနေပြစ်မယ်ကွာသူတို့ညီကိုလည်းစိုက်ခဲ့စီပြီးထူးဆန်တို့နောက်ကိုလိုက်သွားပါတယ်ကိုထူးမြင်မြန်လေးမင်းသမီးလေးဘာမှစိတ်မပူနဲ့ကျွန်တော်မင်းသမီးလေးကိုဘာမှဖြစ်မခံနိုင်ဘူးသူတို့ကအနောက်ကနေညားနဲ့လိုက်ပြစ်နေတာတတိထားနော်ကိုထူး ။ပါကျွေးလဲကွာ။ငါဆိုင်ကလီပါဆွဲတာတောင်ကုန်တော့မယ်။အခုချိန်နေလိုက်မမေဘူး။တော်မြန်နဲ့ကျွဲပဲ။ဟင်။ဒါကြောက်ကဘာပဲ။တီချာကင်ထားတော့မင်းသမီးလေး။နောက်ဆုံးတော့ထူးဆန်တို့လမ်းဆုံးကိုရောက်သွားခဲ့ပါတယ်။လမ်းဆုံးပြီတဲ့။အဲ့ဒီဖက်ကမမောင်းနဲ့တော့။မင်းသမီးလေးသွားတော့တို့နှစ်ယောက်လည်းရေထဲကိုကျသွားခဲ့တယ် ထူးဆန်ကတော့ညာနှချောင်းတော့မှန်သွားခဲ့တယ်။ဟင်၊သူလွတ်သွားပြီ။ဒါဆို ကျွန်တော်တို့ဘယ်လိုလုပ်ပြီးပတ်ဆံရတော့မှလဲ။ငါတို့တော့တေပြီ။ထူးဆန်နဲ့မင်းသမီးလေးလည်းကမ်းပေါ်ပြန်တက်လာခဲ့တယ်။ညာနှချောင်းမှန်လာတာကိုမနာအားပဲမင်းသမီးကိုစိတ်ပူတာက ပိုလို့တော့နေပါတယ်။မင်းသမီးလေး၊မင်းသမီးလေး၊ဘာမှမဖြစ်ပါနဲ့နော်။ကျွန်တော်မင်းသမီးလေးကိုမရရအောင်ကယ်မယ်။ထူးဆန်လည်းမင်းသမီးကိုပွေပြီးကုတကူတဲကိုခေါ်သွားလိုက်ပါတယ်။ အာအာနားလိုက်တာဒီနေ့တော့ဒီမှာပဲနားလိုက်တော့မယ်သူတို့လိုက်မလာတော့တော့ပါဘူးဟမ်နိုးပြီလားမင်းသမီးလေးကိုထုကိုထုဘာဖြစ်သွားသေးလဲဟင်မြင်တဲ့အတိုင်းမှာပဲပေလောက်တဲ့နားတော့မဟုတ်ပါဘူးဒီတိုင်းတိုင်းနားမှာပေါ့လာကျမနှုတ်ပေးမယ်အစင်ပြေပါမလားမင်းသမီးလေးပူရောင်းနားမယ်ထက်နေထူးဆန်များမှန်နားတာတွေ့လိုက်ရတဲ့ချိန်မှာ မင်းသမီးလည်းမြားကိုကူပြီးထုတ်ပေးနေခဲ့ပါရဲ့อืมอืมอ้าอ้าမင်းသမီးရဲ့အချက်ကတော့ထူးဆန်အောင်တန်ရာတန်ချက်တွေနဲ့ရေထဲကိုနောက်တစ်ခါကြာသွားပါတယ်ကိုထုဘာဖြစ်သွားသေးလဲဟင်ရှင်ပါသေးတယ်။ကျေးဇူးတင်ပါတယ်နော်မင်းသမီးလေး။ကျွန်တော်ကူညီပေးထားတဲ့အတွက်ရပါတယ်။ဘာမှမဖြစ်ပါဘူး။ရှင်သာမြန်မြန်တက်တာအောင်လုပ်။ မင်းတို့ကဘလို့လောက်တာလဲကွာမင်းသမီးကဘလို့လောက်ပြီးလွတ်သွားနိုင်ရတာလဲဒါပေမဲ့ဟိုကောင်ကတော့မလွတ်နိုင်ဘူးဆိုတာသိထားတယ်။သူအများချက်တွေအများကြီးမှန်ထားတာ။သူမင်းသမီးကိုထားပြီးလွတ်လွတ်ကူကူတည်သွားမယ်လို့မင်းတို့ကထင်နေလား။ဘလို့နေနေသူအသက်ရှင်နေသေးလောက်တယ်။အကိုပြောတာလည်းဖြစ်နိုင်တယ်။ဒါဆိုမင်းတို့ဒီမှာပါထိုင်လို့နေရလဲ။သူ့ကိုမြန်မြန်လိုက်ရှာကြ။ခဏလေးနားအောင်မယ်လေ။နားမနေနဲ့တော့ဟုတ်ကဲ့ဒီတခါငါကိုယ်တိုင်လိုက်ခဲ့မယ်။ ဘလူနေနေထူးဆန်မသိသေးလောက်ဘူးဆိုပြီးစိတ်မချစော်နဲ့သူကိုယ်တိုင်လိုက်သွားခဲ့ပါတယ်။နောက်နေ့မိုးလင်းတော့ထူးဆန်ရဲ့အနာလည်းသေချာတက်တာနေပြီမို့မင်းသမီးကိုလိုက်ပို့ဖို့အဆင်သင့်ဖြစ်နေပါပြီ။အခုခရီးဆက်ရအောင်လေမင်းသမီးလေးကျွန်တော်တို့ထွက်လာတာလည်းကြာနေပြီ။မင်းသားလေးလည်းမျောနေလောက်ပြီ။မလောက်ပါနဲ့ကိုထူးရဲ့။ကျမရှင်နဲ့ပဲနေချင်တယ်။သူနဲ့လက်မထက်ချင်ဘူး။ကျမကိုမမထုတ်ပါနဲ့နော်။မရပါဘူးမင်းသမီးလေး။ဒါဘယင်ကြီးရဲ့အမိတ်မဲ။ ျွန်တော်တာဝန်ပေးထားတဲ့ဒိုင်လောက်ရမှာသွားလို့ရပါပြီကျွန်တော်တာဝန်ကမင်းသားစီအောင်မင်းသမီးကိုပို့ပေးရမှာပါသူတို့နှစ်ယောက်စကားပြောနေတော့လူဆိုးအဖွဲတွေလာပြီးတော့မြင်သွားပါတယ်ဟိုမှာငါပြောသားပဲဒီကောင်မသေးပါဘူးဆိုနေမှအခုချက်ချင်းသူ့ကိုစည်ရင်ရှင်းပြရမလားနေပါအောင်သူတို့အဲ့ဒီကူတဲကထွက်လာပါစေအောင်အစင်းနဲ့ပြင်ထားကြထူးဆန်တို့နှစ်ယောက်ကူတဲကထွက်လာတဲ့အချိန်မှာသူတို့ကလမ်းမှာပိတ်ပြီးစောင့်နေပါတယ်။ဟင် အစီခံကောင်းမင်းသမီးကိုငှားလက်ထဲခွချက်ချင်းထည့်ပေးလိုက်စမ်းသူ့ဘာတခါတည်းတတ်လိုက်လို့ရမလားဩမင်းကမင်းသမီးကိုလိုချင်တာမှလားရတယ်လာယူလေဒါတော့မင်းတော်တော်လွန်နေပြီမင်းတို့နှစ်ယောက်သူ့အစီရင်ရှင်းလိုက်တော့ဟုတ်ကဲ့ပါ ကိုထူးကသူတို့နိုင်မမလားကျွန်တော်ရှိနေသေးသေး၍မင်းသမီးကိုဘာမှအဖြစ်မခံဘူးဒီတခါတော့ငှားလက်ရောက်ပြီကွာ ြီးတခါတော့ငှအလက်ရောက်ပြီကွာရှာအဲ့မှာတေးလိုက်တော့လာစမ်းမှာငါလည်းမင်းကိုမကြောက်ဘူးဩမင်းကညာတာလို့မရဘူးပဲ ကျူးဆန်အပေအလဲခံနေရတဲ့အချိန်မှာဘယင်းရဲ့စကားကိုနားထက်ကြားယောင်လာခဲ့ပါတယ်။ကျူးဆန်မိငါသမီးတော်သေးချာစောင့်ရှောက်ထားရမယ်။သူ့ဘာမှမဖြစ်စေနဲ့။သူတခုခုဖြစ်လို့ရတော့မင်းသိပြီသားမှတ်နော်။အဲ့ဒီနောက်ကျူးဆန်လည်းအာအင်တွေပြန်ပြေးလာခဲ့ပါတယ်။နင်တော်တော်လွန်နေပြီနော်။အမလေးငါအမျိုးတော်တုံးပါပြီဟာ။ မင်းတေးလိုက်တော့အဲ့မှာတေးလိုက်တော့ရော့ကွာရော့ကွာထူးဆန်အသေးထိုးကြိတ်နေတဲ့အချိန်မှာနောက်ကနေများနဲ့အပြစ်ခံလိုက်ရပါတယ်အဲ့ဒီပြစ်တဲ့လူကတခြားတော့မဟုတ်ပါဘူးမင်းသားပါပဲငါမင်းသမီးကိုစောက်နေတာပနေရတောင် ရှိနေပြီလေအခုချိန်ကြီးလာမပို့သေးဘူးမင်းတေးလိုက်တော့အာရှင်ဘာလို့ဒီလောက်တောင်မှရက်ဆက်နေရတာလဲသူကမင်းသမီးကိုလာမပို့ပဲဘာလုပ်နေရလဲကျွန်တော်မစောက်နိုင်ပဲလိုက်လာရတာဒီတော့တဲ့မင်းသမီးကိုတွေ့တဲ့အထိပဲကျွန်တော်သာလိုက်မလာရင် သူမင်းသမီးကိုပဲချိန်တီတောထဲမှာခေါ်ထားမှလည်းပြောစမ်းဒါမင်းရဲ့အပြစ်အတွက်ပဲအာကိုသူ့ကိုမကာကွယ်ပေးနိုင်ခဲ့လို့ကျမတောင်းမှန်ပါတယ်သွားမယ်ပြန်ကြနောက်ဆုံးမှာတော့ထူးဆန်လဲသူ့တာဝန်ကိုကြေပြွန်ထမ်းဆောင်ရင်းနဲ့အသက်ဆုံးရှုံးသွားရပါတယ်အခုတော့ကျွန်တော်တာဝန်ပြီးဆုံးသွားပါပြီ မင်းသမီးလေးနဲ့ထိုးစံလဲအသက်တမျှချစ်ခဲ့ကြပေမဲ့တီကွဲကွဲခဲ့ရပါတယ်။အမလီငါမိမလေးကချစ်စရာကောင်းလိုက်တာကွာ။မင်းသမီးလေးကတော့သူမချစ်မနစ်သက်တဲ့သူနဲ့တသက်လုံးတူတူနေထိုင်သွားရပါတော့တယ်။ကဲဇလန်းလေးကတော့ပြီးဆုံးသွားပါပြီ။ Happy ending တော့မဟုတ်ပေါ့ရှင်။ဒါပေမဲ့ချစ်တိုင်းလည်းမညာညာတိုင်းလည်းမချစ်ဆိုတာမျိုးကရှိတတ်တယ်လေ။အခုကြည့်နေတဲ့ပြည်သက်တွေရောအချစ်ရေးမှာကံကောင်းကြပါရဲ့လားရှင်။ comment မှာရေးပေးခဲ့ပါအောင်နော်။ကျမကတော့တင်ဆက်သူလေဒီခင်မရှင်